Hello အားလုံးပဲမင်္ဂလာပါရှင်ဆရာလိုတို့ဥလာရေးသားတော်နိုင်ငံတော်လှုပ်ကြံမှုကြီးတွင်ပါဝင်ခဲ့သူတို့ကိုဒုက္ခစက်သိမ်းပိုင်းကိုဆက်လက်ဖတ်ပြပေးတော့ပါမယ်ရှင်အမှုအခင်ရှိနေရှိရများနေပတ်တိုင်တွင် ခုံရုံဥက္ခရတရားဝင်ကြီးဦးကျော်မြစ်ကတရားခဏ်များဘက်မှရှေ့နေဘသူတွေဆောင်ရွက်ကြမလဲဟုမေးလိုက်ရာဦးစောကသူ့အတွက်ဝစ်လုံတော်ရမစ္စတာဘာတနီးစ်နဲ့အင်္ဂလန်ပြည်မှာနာမည်ကြီးဝစ်လုံကာတစ်ဘင်းနက်စ်ဘေးကောင်စီအဖွဲ့ဝင်ဝစ်လုံကြီးများကဆောင်ရွက်မည်ဖြစ်ကြောင်းအခြားသူများအတွက်အခြားရှေ့နေနှစ်ယောက်ဆောင်ရွက်မည်ဖြစ်ကြောင်းထပ်၍ပြန်ပြောပါသည် ကျွန်တော်တို့အတွက်လိုက်ပါဆောင်ရွက်ရန်ဆိုသောရှိန်လီများမှာအုတ်ဖို့နှင့်တာယာဝတီနေမှရှိန်လီများဖြစ်ပါသည်တအူးမှာဒုတိယလည်းရှိန်လီဖြစ်သည်ဟုထင်ပါသည်ဤအပြုအမူစေတနာထားချက်အတွက်ကျွန်တော်တို့လူစုဥသောကိုတာ၍စိတ်နာကြပါသည်သူအတွက်မှမူပထမတန်းဝိလုံများသူအတွက်တစားခံခဲ့ရသူများအတွက်က တောရှိနေများငှားပေးသည်ဟုမြင်ကာအကြီးအကျယ်ဒေါပွားကြပါသည်ထို့နောက်တရားဝင်ကြီးဦးကျော်မြစ်ကဝိတရားအတိုင်းတရားခဏ်များအားမိမိတို့အတွက်ရှင့်နေမည်သူလိုက်မည်နည်းဟုမေးပါသည်ကိုဆုံးနှင့်ကိုတက်နေတို့ကဥဆောနမည်ပေးသွားသောရှင့်နေနှုတ်ပင်ဆောင်ရွက်မည်ဖြစ်ကြောင်းပြော၍စိန်ကြီးအလှည့်ရောက်တော်ကစိန်ကြီးက ကျွန်တော်ရှိနေမှငါးပါဟုထားဖြေလိုက်ပါသည်ပူစောသည်စိန်ကြီးကိုကြည့်ကမတ်တက်ရက်ပြီးမောင်စိန်မောင်စိန်မောင်စိန်နှင့်လန်ခေါ်ပါသည်စိန်ကြီးကရှဲမကြည့်ပါရန်ကြီးအောင်ကိုမေးတော်အလှည့်တွင်ဦးစောတူတော်၍ဆတ်ချောင်းနှင့်တာတာရှိသေးသောရန်ကြီးအောင်သည်ဘာဖြေရမှန်းမသိပဲအတော်ကြာမြင်းနေပါသည် ကိုစိုးနဲ့ကိုတက်နှင်းတို့ကစရင်ပိတ်ထားတဲ့အတိုင်းပဲလို့ပြောဟုလှမ်းပြောနေကြသဖြင့်ရန်ကြီးအောင်လဲကြောင်တိကြောင်တောင်းနဲ့ဗဆက်ကပြောကထိုင်လိုက်ပါသည်ကျွန်တော်အလှည့်ရောက်တော့အခါအစိုးရငှားပေးပါဟုထပြောလိုက်ပါသည်ထိုအခါဦးစောကကိုဒုက္ခကိုဒုက္ခဟုလမ်းအော်ပါသေးသည်ကျွန်တော်လဲလှဲ့မကြည့်ပါထို့နောက်ဦးစောကထ၍ ဟိုဘက်ကခလေးတွေကိုသူတို့ဘာတွေပြောလို့ဘယ်လိုလုပ်ထားမဲမသိပါကျွန်တော်အပေါ်မှာအထင်မှားအမြင်မှားဖြစ်နေကြပါတယ်ဒါကြောင့်လူငယ်တွေနဲ့တွေ့ခွင့်ပေးပါဟုခုံရုံးတဘာပတိတရားဝင်ကြီးဦးကျော်မြအောင်ခွင့်တောင်းပါသည်တို့ရရင်တွေ့ခွင့်မပေးပါအမှုအတွက်ပထမဆုံးထွက်ရသောထိုနေ့တွင်ကျွန်တော်တို့မှာအဝေးအဆောင်ဆုတ်ပြတ်ညစ်ပေနေပါပြီ ထဲလဲလဲမရှိကြသဖြင့်အလွန်ညစ်ပတ်နေပါပြီ။ထာဝန်ဆောင်လာတွေ့ဝင်လဲမရသဖြင့်မိဘဆွေမျိုးသားမယားများကလည်းမပို့နိုင် မပေးနိုင်ကြပါ။ဤအခြေအနေနှင့်ကျွန်တော်တို့ရဲ့စန့်ကျင်ဘက်စိတ်ဓာတ်ကိုမြင်ရတော့ကြောင်းလားမပြောတတ်ပါ။နောက်နေ့တွင်ဥဆော့ကတရုတ်တခန်းစီအဆောက်တွေနဲ့နေကြရတော့ကျွန်တော်တို့ထံခြေချမ်းလုံးတီတကွင်းစီ ပို့ပေးလိုက်ပါသည်။ စိန်ကြီးကမယူပဲပြန်ပေးသူကို ကျွန်တော်တွေ့လိုက်ရပါသည်ကျွန်တော်လည်းမယူလိုက်ပါ အချားလူတွေထဲကမယူမဲ့သူတွေရှိပါလိမ့်မယ်ညီတို့တွေဟို၍ကျွန်တော်မသိပါနောက်ချိန်ရုံတက်တော်နေပြီကျွန်တော်အတွက်အစိုးရကငှားပြီးတော့ရှေ့နေမှာဥပထုံးဆိုသူဖြစ်ကြောင်းသိရပါသည်ကျွန်တော်ကအာမရသဖြင့်တရားဝင်ချင်းဥကြုံမြကမိတော့ခါ ကျွန်တော်ရှင့်နေမငားတော့ပါဟုထပြောလိုက်ပါသည်တရားဝင်ကြီးဦးကျော်မြတ်ကမောင်တုခက ဥပထုံကိုမကောင်းမှုထင်လို့လားဥပထုံကောင်းပါတယ်စမ်းကြည့်ပါဦးဟုပြောပါသည်ကျွန်တော်လည်းစိတ်ရှုပ်ရှုပ်နဲ့မလုပ်ပါဤတို့အထူးခုံရုပ်ဖွင့်ပြီးစစ်စိမ်နေပြီဖြစ်တော်လဲကျွန်တော်တို့၄၅၆ယောက်ကိုမူအင်းစိန်ထောင်တွင်တလဲရန်ကုန်ထောင်တွင်တလဲထားပါသည်ဦးစောကိုလည်း အားလုံးနှင့်ခွဲထားပါသည်စိန်ကြီးသည်တက်မတော်ရဲဘော်ဟောင်းတယောက်ပြည်သူရဲဘော်တက်ဖွဲ့ဝင်တယောက်ဖြစ်ကြောင်းရဲများစစ်ရ၌၎င်းရုံး၌၎င်းတခေါမှမပြောပါ ကျွန်တော်တို့အချင်းချင်းကိုသာစကားဆက်မိသဖြင့်ပြောပါသည်ရဲဘော်ဟောင်းတယောက်ပြည်သူရဲဘော်တယောက်ဖက်စစ်တော်လှန်ရေးတမားတယောက်ဖြစ်ပါလျက်ဤအမှုကြီးကို ကျူးလွန်ရရင် ရှေးဆုံးတန်းကမိုင်းမဲစွာပါခဲ့မိသည့်အတွက်ယူကျုံမရဖြစ်နေသည်ကိုသိနိုင်ပါသည်ဆင်ချင်တိုင်းထောင်မှုကြီး၍အဖကိုတတ်မိမှားတော်သားဖြစ်နေပြီကို သူကောင်းစွာတတိယနေဟန်တို့ပါသည်တို့ရာတွင်အမှားကြီးကိုကျူးလွန်ပြီးပြီတင်၍မရနိုင်တော့သဖြင့်ငြင်းငြင်းကိစ္စပြီးဖြစ်ချင်ရာဖြစ်ရန်အသိပြင်ထားလျက်ရှိပါသည် ရဲများစစ်စင်ကတိန်လူမျိုးပါအရှိုင်းအနှိုက်ခံရပြီးမှဖြတ်ချက်ပေးခဲ့တော်လဲရုံးတွင်မူမင်းသမ ्या အားလုံးကို ဟုတ်တယ်ဟုတ်ပါတယ်ဟုတ်ကဲ့မှန်တယ်စသဖြင့်သာတလျှောက်လုံးဖြေပါသည်မင်းပြီးဖြေပြီးဖြစ်စေခြင်းသည်ငြင်းငြင်းပြီးစေခြင်းသည်အစိုးဆုံးအတွက်အသိပြင်ထားပြီးဖြစ်၍ဤကိစ္စကြီးကြုံလွန်ပြီးစီးသွားစေခြင်းသည် ကျိုးတိုက်တို့ပြန်ရောက်တော့ခါရင်သူသည်ညီသူပေါ်မှာဤအမှုအကြောင်းမပြောသူများပြောသည်ကိုလည်းမကြိုက်သူထံတွင် အမေနှင့်အမတို့သာမကသူ့ရည်စားကလေးလည်းမကြမကြထောင်ဝင်စားလာသည်ကို တွေ့ရပါသည်အထူးခုံရုံကကျိုးမိတ်ပေးလိုက်ပါပြီကျွန်တော်လည်းပါပါသည်တနေ့တော့ခါအင်းစိန်ထောင်တွင် ကိုနီခင်မောင်ရမဆိုင် ကျိုးထံအပြစ်ပေးခံရပြီးတရခတ်များထံအိမ်သူအိမ်သားဆွေမျိုးမိဘများထောင်ဝင်စားလာနေကြပါသည်အင်းဆိုင်ကျိုးတိုက်မှာဖြစ်ပါသည်ကျွန်တော်အမေနှင့်အမတို့လည်းလာကြပါသည် သူတို့မူဒီကိုကျွန်တော်မကြိုက်ကြောင်းသိ၍အော်မငိုပဲမျက်ရည်တွေကျပြီးရင်ထဲကသာပူလောင်နေကြပါသည်အမေက မနေနိုင်သဖြင့်ရှိုက်လာပါသည် ထိုအခါအမကငါမောင်လေးဒေဝရနဲ့ပေါင်းပြီးလို့ဒီလိုဖြစ်ရတယ်ဟဲ့ဟုတ်အော်ဟဲ့ငိုပါတော့သည်အချားဧည့်သည်ပြန်နေထောင်ပိုင်းထောင်မိုးဝါဒါရီကြားကြပါလိမ့်မယ်ရန်ကုန်ကျိုးတိုက်တို့ပြောင်းခဲ့ရတော့ခါကျွန်တော်တို့မှာတေဖို့ရက်ကနီးလာပါပြီနောက်တွင်ချစ်ခဲ့သည်များမှာစိုးဝါလုံးသဖြင့်စိတ်ထဲတွင်ပေါ်၍မလာစေလိုပါ ရှိတ်ချရပြီးအတွက်လည်းမတွေးလိုပါထို့ကြောင့်လိုင်ရင်းအချိန်ထဲမှာပဲစိတ်ဝင်စားနေအောင်အလုံးများနေအောင်လှုပ်ပြီးနေကြပါသည်စင်ကြီးရီစာကလေးနှင့်စင်ကြီးတငယ်ချင်းနှစ်ယောက်သည်1948ခု မေလ9ရက်နေ့တွင်နနက်စောစောပိုင်းမှစ၍စင်ကြီးထံထောင်ဝင်စားလာနေကြသည်ကိုတွေ့ရပါသည်တနေ့လုံးနောက်ပြောင်းကြီးစဲနေကြပါသည် လက်ဖန်ဒီချိန်တော့ငါဒီမှာရှိမှာမဟုတ်ဘူးခရီးသွားเสียရှိလို့တွားရအောင်မေနနဆောဆောငါခရီးထွက်မဲ့အချိန်မှာမင်းတို့တော့ရလုံးအရက်တောက်ကြပါစိတ်ကရက်အပေါ်တလိုက်လဲမိညှိထားပါဟုစိတ်ကြီးကမှားလိုက်ပါသည်ယခုမဖောက်သေးပဲနောက်တနေ့မှတုံးယောက်စုံကြီးဖောက်ရင်စားတဆောင်ကိုလဲစိတ်ကြီးကသူ့တငယ်ချင်းတယောက်လက်ထဲသို့ထည့်ပေးလိုက်ပါသည် ထိုစာထဲတွင်သူပိုင်သောပစ္စည်း900 600ျက်တန်ဖိုးရှိသောဘယ်မှာပါရှိသည်ထိုပစ္စည်းများကိုတနေ့နေ့၌သူ၏စာကလေးလက်ထက်လျင်လက်ဖွဲ့လိုက်ပါဟုရေးထားကြောင်းအစိုင်ကြီးကဧည့်သည်များပြန်သွားပြီးနောက်ပြောပြပါသည်တေတံမလွတ်တော်အမိတ်ကျွန်တော်တို့လည်းမရသေးပါ။နတ်ခံကျိုးစင်တက်ရမည်ဖြစ်တော့ကြောင့်ယနေ့နေ့ပိုင်းတွင် ။ဖုန်ကြီးသုံးပါကြွလာပြီးကျိုးသမားများကိုထုံးစံအတိုင်းတရဏဂုံတင်ပါသည်။ကျွန်တော်တို့ရောက်နေကြပြီဖြစ်တော်လဲစိန်ကြီးကမူတိုက်ခန်းတဲ့ကထွက်မလာပါ။သွားခေါ်ရာဒီဘဝဒလောက်အဆိုးဖြစ်ချင်တာရှေးဘဝတွေမှာဖြစ်ချင်တာဖြစ်စမ်းဆိုပြီးလှုပ်ပေးထားလိုက်မယ်။နေပစေတော့ဟုပြန်ပြောလိုက်ပါသည်။တော်တော်လေးနေဆောင်တော့ခါကိုနီနဲ့ကျွန်တော်အား ကျိုးထန်အပြစ်မှာတက်တက်တကြွတို့ပြောင်းလိုက်တော့အမိတ်ရောက်လာသဖြင့်ကျိုးတိုက်မှာခေါင်းဆောင်တို့အချက်ချင်းပြောင်းရပါသည်နောက်တရက်နနက်စောစောထောင်မဖွင့်သေးသောအချိန်တွင်စိန်ကြီးနှင့်ရန်ကြီးအောင်တို့နှစ်ယောက်ကိုကြိုးပေးလိုက်ပါသည်စိန်ကြီးမှာအသက်နှစ်နှစ်22နှစ်သာရှိပါသေးသည်ဦးဆောင်ဦးကိုဆိုကိုတက်နှင့်မုံကြီးတို့ကိုလည်း အေးစိတ်ထောင်စီတွင်ထိုအချိန်လောက်မှာပင်ကြိုးပေးလိုက်ပါသည်ထိုနေ့မှာ1948ခု မေလ10ရက်ဖြစ်ပါသည်ဥလှမေးရွေသားဤအမှုအကြီးအကျောင်းကိုမချွေးမချန်အသေးစိတ်ကျွန်တော်ပြောခြင်းဖြစ်ပါသည်ဆိုဝါလိုတော့နိုင်ငံရေးမိုက်ပစ်ကြီးတွင် ပါဝင်ခဲ့သူတယောက်ဖြစ်၍ဤထက်ဆက်ဆရာဆက်ဆုပ်ဆရာကောင်းသောအလုပ်ကို လူတယောက်အနေနဲ့ဤလောကမှာကျုံမိနိုင်စရာမရှိတော့ပါထို့ကြောင့်မြေသူမေရီမှာဤအကြောင်းကိုပြောမပြချင်ပါမေမီသူဆိုရင်တတ်နိုင်သည်မကျွန်တော်ရှောင်နေပါသည်မေလီကိုဖြေရန်အမှုအကြောင်းကိုပြောပြရန်မဆိုထားနဲ့ကျွန်တော်ဖာသာတယောက်ထင်းပြန်တွေးရင်ပင်အင်မတန်ဝင်လေးနေမိပါသည်နေ့စဉ်ဇူလိုင်လ19ရက်ဆိုရင် လုံခဲ့သည့်အကြောင်းအရာများကို တွေးတောတတိယပြီးစိတ်မကောင်းဖြစ်ရပါသည်မိမိကိုယ်ကိုမိမိအပြစ်မလွတ်နိုင်လို့သည်ထိုမိုင်မမှုကြီးအတွက်ရှင်နာလျက်ရှိပါသည်အိုးစောခြံဝင်းကြီးထဲတွင်ကျွန်တော်လာရောက်နေထိုင်သောရပ်ပေါင်းမှာ40ကျော်ခန့်များသာဖြစ်ပါသည် ထိုရက်အတွင်းမှာထိုမအဆိုးဝါသောအမှုကြီးဖြစ်ပွားပြီး ကျွန်တော်လဲဆက်ရုပ်လက်ပါစီဖြစ်တက္ဆာကန်ပါခဲ့ရပါသည်။ဤလောက်ကျန်မှုကြီးကိုဥသောသည်ကျွန်တော်တို့ထဲမပါတော့လဲလုံမြင်ပင်ဖြစ်ပါသည်။ကျွန်တော်သာမကယခုအမှုတွင်အကြောင်းအမျိုးမျိုးကြောင့်ပါဝင်ခဲ့ကြသူများမရှိလျင်လဲဥသောသည်တနည်းနည်းနဲ့တနည်းနည်းတွင် ဖြစ်အောင်လုပ်ပြီးဟုကျွန်တော်ယူဆပါသည်။တိုင်းပြည်တွင်၎င်းကဘာတွင်၎င်း မခံမနိုင်လောက်အောင်အကျိုးရုပ်နစ်နာစေသည့်လောက်ကျန်မှုကြီးတွင်တရခန်တယောက်ဖြစ်ခဲ့ရသည့်အတွက်ကျွန်တော်မှာလူဖြစ်ရှုံးပါပြီဝေးကြီးတတောင်းတသိန်းညမြပင်ကျွေးတင်ပါစေစည်းပွားစ조사ရှာပြီးဆက်လျင်တနေ့တော့ခြေနိုင်ပါသေးသည်ဤရာဇဝင်ကျုံးစီဤရာဇဝင် ကျွေးဆိုးကြီးကိုမူဆက်၍ကြေနိုင်တော့မည်မချင်ပါရခုထောင်အနှစ်20ကြာခံပြီးတဲ့နောက်အကဲရိတ်ထောင်ထဲမှာမတည်ပဲလှုပ်ခဲ့သည့်တိုင်အောင်ဤအပြစ်ကြီးအတွက်အပြစ်မရှိတော့ဟုမဆိုနိုင်ပါကျွန်တော်တည်သွားသည့်တိုင်အောင်လည်းဤအမဲမှတ်ကြီးသည်ပျောက်တော့မည်မဟုတ်ပါတားဆင်မြင်းဆက်ထိခိုက်ဝန်းနေဖွယ်ဖြစ်ပါသည် အင်းနိုင်ငံရေးအခုတို့ကြီးပပျောက်သွားပြီကုစားမှုအလုပ်ဆိုရင်ချက်ချင်းပင်သိရပါစေကျွန်တော်ထမ်းဆောင်မိသားဖြစ်ပါသည်ထောင်ထဲရောက်မှရရှိသောနိုင်ငံရေးဘဟုတုတ နိုင်ငံရေးအမြင်များသည်ကျွန်တော်အားရှေ့ဖို့တွင်လမ်းမှန်ကို ရှေ့ဆောင်ပေးနိုင်လိမ့်မည်ဟုယုံကြည်ပါသည် အခွင့်တော်တနေ့တွင်ပြုတ်ခဲ့မှသော လူသက်ဝါဒ နိုင်ငံရေးအာကုတုံကြီးကိုဖုံးအုပ်သွားနိုင်သည့်နိုင်ငံရေးကောင်းမှုရက်များကိုသက်စွတ်ကြိုပမ်းတာဝန်ထမ်းဆောင်နိုင်လိမ့်မည်ဟုလည်းမျှော်လင့်ပါသည်။ဤများလောက်ဆိုလျှင်ကျွန်တော်အကြောင်းတော်တော်ဆုံးလောက်ပြီဟုထင်ပါသည်။ဇူလိုင်လ19ရက်နေ့ဗိုလ်ချုပ်တို့ကြဆုံသည့်နေ့ဆိုလျှင်ထောင်အုပ်ချုပ်ရေးအာဏာပိုင်များခွင့်ပြုချက်အရအကျဉ်းသားများသည်လူသက်ဝါဒရှုတ်ချပွဲများပြုလုပ်ကြပါသည်။ ကျွန်တော်နေခဲ့သော၃နှစ်အတွင်းဇူလိုင်လ19ရက်နေ့ရောက်ပြီးဆိုသည်ငားဆောင်ဝင် ကျွန်တော်နှင့်တဆောင်တည်းနေကြသောကိုတုခနှင့်ခင်မောင်ရင်တို့သည်အခမ်းအနားအတွက်စပွဲထမ်းခုံရွှေအလုံးမစား၍လှုပ်ဆရာများကိုပင်ဝိုင်းလုံးနေကြသည်ကို တွေ့ရသည်ချီဖြစ်သည်ကိုနီကိုလည်းအစီအဝေး၌တွေ့ရသည်သူတို့သည်ကိုစားဖို့ခတ်လာသောအပြစ်ဆိုးအတွက် နောင်တအကြီးကျယ်ရလျက်ရှိသည်မှလည်းထင်ရှားသည်ကိစ္စကြီးဖြစ်ပွားကစားကသူတို့ကိုအစိမ့်လိုက်ဝါစားခြင်းသူများကလည်းရံမမူကြတော့အားလုံးအပေါင်းအသင်းဖြစ်နေကြရှိပြီစသိမ့်ပါမရှင်အချိန်ပေးနားဆင်ပေးကြတော့အားလုံးကိုကျေးဇူးများတင်ပါတယ်